ကျွန်တော်အစမျက်နှာလောက်ပဲပျက်စီးရမှန်နေတာသူကအခုကမျက်လုံးနှလုံးလုံးမှာပေါ့နော်ပျက်စီး꽌ွားပြီးတော့အဖြူကြီးဖြစ်သွားတာရင်နွေးပူနဲ့အဆင်းနဲ့ကို intentionally ရောဆက်ပြီးတော့ကိုအကောင်းဘဝနဲ့လောင်းချပြတာလို့ပြောပါတယ်ကျွန်တော်မနေ့ကမှအဲဆက်ပြီးတော့မှကျွန်တော်ကောက်ခံတာပေါ့နော်24 hours အတွင်းမှာကိုပဲအဲတိန်း100ကျော်လောက်ကျွန်တော်ကဂလူကောစမစင်းနဲ့မှကျွန်တော်ဖြစ်လာပြီပေါ့လေကျွန်တော်ကိုရင်သွားပြီးတော့မှလေ့လာပြီးတော့မှဟိုဘက်မှာဘာလိုဝက်ချက်တွေရှိလဲဆိုတာလည်းကျွန်တော်သွားကြည့်ရင်လည်း ဒီကြည့်ကောင်းလဲကြည့်ပါမယ်ခင်ဗျာဟုတ်ကဲ့ဒီကတော့ကျွန်တော်လေးဒါ Facebook ပေါ်မှာပြန်လှန့်လာတာအနေမှာတစိမ့်ကျွန်တော်တွေ့တာဖြစ်ပါတယ်အစကတော့ကျွန်တော်လေးမသိသေးဘယ်နိုင်ငံကလဲပေါ့နော်ကျွန်တော်တခြားနိုင်ငံကြားလို့ထင်တာတကယ်တော့ဒါကုမြန်မာနိုင်ငံအမျိုးသမီးတယောက်ဖြစ်နေတယ်ဒါပေမဲ့သူကမလေးမှာလည်းရှိရှိနေတယ်ပေါ့လေဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဝင်ပြီးလေ့လာကြည့်တဲ့အချိန်မှာ တအားသနာစရာကောင်းတဲ့ပုံမှာပေါ့နော်ကျွန်တော်အနေနဲ့ကဲလို့ငါအားဆိုလို့ရှိရင်တော့ငါတနေ့အားနေဝယ်ကူညီပေးမယ်ပေါ့နော်ငါဝယ်ဝယ်ပါပေးမယ်ပေါ့ဆိုရဲစိတ်နဲ့ကျွန်တော်အားနေဘာလို့ကောင်းမလဲပေါ့နော်တော်တော်များများကျွန်တော်လမ်းပြောကြရဲပေါ့ကိုစေကနေပြီးတော့မှဆပြီးတော့ပေါ့နော်ကမကရလုတ်ပြီးတော့မှတဲ့ဒီအလူတွေပါလောက်ကြပါလားတဲ့ဆိုပြီးရှင်းပြရချင်းမှာကျွန်တော်နေပြီးတော့သူတို့ကလည်းတခြားလူကြလို့ရှိရင်ထဲရမှာတမျိုးဖြစ်တယ်လေဆိုအားလည်းကျွန်တော်ကိုယ်တိုင်ပဲအာနေငွေတစ်ခုကျွန်တော်ကိုယ်တိုင်မတီးပြီးတော့မှဒီဟာကိုကျွန်တော်ဆပြီးတော့မှ နေလိုက်ပြီးတော့မှကျွန်တော်အလူခံနေပေါ့နော်လူခံတဲ့နေရာမှာလည်းကျွန်တော်ကိုယ်တိုင် ပေါ့တခါမှကျွန်တော်လိုက်ပြီးအလူမခံဘူးပါဘူးဘယ်သူဘယ်သူရှိမှမှလေးဆိုတော့ကျွန်တော်ကိုယ် request လုပ်ပြီးတော့ကိုကျွန်တော်လိုက်ပြီးတော့မှအလူခံပေးတယ်အဲ့မှာလည်းတော်တော်များများလေးအားလုံးကနေပါဝင်ပေးကြတယ်တခြားမလို့လေဒီနေရာနေပြီးတော့မှကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်ကတော့ပေါ့နော်ဒါဒီဖြစ်စဉ်ကိုကလာနနာကြီးတော့အရင်ကြီးတော့သိရတော့မဟုတ်ဘူးအာကျွန်တော်သိရတဲ့လောက်လေးပဲနည်းနည်းရှင်းပြပြစီပေါ့နော်ဆိုတော့အာဇလန်းလေးကဘယ်လိုလဲဆိုတော့ ဒီကောင်မလေးကသူကမလေးမှာနေတယ်ဆိုတော့သူကောင်လေးကသူဩစတြေးလျမှာနေတယ်ဒါပေမဲ့ကောင်လေးမှာမိန်းမရှိတယ်ဒါကောင်မလေးကမသိဘူးဒါပေမဲ့ကောင်လေးကကျွန်တော်မလေးကိုလာတယ်လိုက်ကောင်မလေးကိုသူကယူလိုက်တယ်ယူပြီးတော့မှနေယူတဲ့အထိလဲကောင်လေးမှာမိန်းမရှိနေတယ်ဆိုတော့ကောင်မလေးကိုသူကမပြောဘဲနဲ့ဖုံးကွယ်ထားတယ်အဲကောင်မလေးကသူကိုဝင်ရှိသွားတဲ့အချိန်ကျတော့မှဒီကောင်လေးမှာပေါ့နော် ဒီကမင်းမရှိရဲဆိုတော့တည်သွားတဲ့အချိန်မှာသူစကားများကြတယ်လို့ကျွန်တော်ကြားတယ်။အဲ့အချိန်မှာတော်မလေးကစကားတခုံးလုံးကြောင်းပါတော့တော်မလေးစကားပါလဲဆိုတော့သူနဲ့လွယ်ထားတဲ့ကိုုံကိုဆက်ပြီးမလွယ်နိုင်တော့ပါဘူး။ဒါကိုဖိရှင်းလိုက်တော့မယ်လို့သူကပြောလိုက်တဲ့စကားကိုကောင်လေးကမကြိုက်လို့ဆိုပြီးတော့မှအဲ့ဒီမှာရည်နွေးပူနဲ့အဆင်နဲ့ကိုကပေါ့နော် intentionally ရောဆက်ပြီးတော့ကိုအကောင်းဘဝနဲ့လောင်းချပြတာလို့ပြောပါတယ်။ကျွန်တော်ကအစမျက်နှာတော့ပဲပြည့်စည်ရမှန်နေတာသူကအခုက ဒီမျက်လုံးမျက်လုံးနှလုံးလုံးပါပေါ့နော်ပျက်စီး꽌သွားပြီးတော့အဖြူကြီးဖြစ်သွားတာဆိုတော့လူတစ်ယောက်ကဒီလိုအခြေအနေမျိုးကြီးနဲ့ဘဝမှာဆက်ပြီးတော့မှအသက်ရှင်မှုဆိုတာအိဗေလုံးကမရှိတော့တော့အောင်ယူဖြစ်သွားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုရင်းစားကြည့်လို့ရအရင်ကြောက်ဖို့ကောင်းနေပြန်အောင်ခုနကကျွန်တော်တို့ကြားရသိရသလောက်ဆိုလို့ရှင်ဇလားမှာဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာဒါကျွန်တော်ဘက်ကလည်းရှင်းပြနေစရာမလိုပါဘူးပေါ့နော်အောက်မှာလေးကတော့လူသားပဲလေဖြစ်မှာပဲလေနော်ဆိုတော့ အာဒါတော့ဟိုတအားလွန်နေပေါ့လူပေါင်လူဟိုလူလောကမှာလူပေါင်နေမှာဂျာကြီးကလောကကိုလက်ခံနိုင်ကြအောင်မရှိပါဘူးခင်ဗျာဟုတ်ကမာလေးအသက်ကဘယ်လောက်ကြီးဝေးလဲတိရတလောက်ကတော့20ကျော်ပဲလို့ပြောရတယ်ဟုတ်သနာပါတယ်ဗျရန်ကုန်ကပဲနဲ့နော်ဟုတ်မယ်လို့လည်းပြောရတယ်သူလောစင်မှာမလေးမှာလည်းရှိ current မှာဟိုအိမ်မှာနေနေပေါ့နော်ဟုတ်တစ်ဖက်ကတော့ကျွန်တော်ဗီဒီယိုကတော့မပြောဘူးပေါ့နော်ဒါပေမဲ့အဲ့ဘက်မှာတောင်းရင်ယူပေးနေတဲ့အကူတယောက်ရှိတယ်သူနေတော့ကျွန်တော် နေပြီးတော့မှချိတ်ဆက်ပြီးတော့မှပြဿနာမျိုးလေးတွေအစားပြီးတော့ကျွန်တော်လုပ်နေရပေါ့နော်ဆိုတော့အဲ့တော့ပြီးလို့ရှိရင်သူ့စီပဲကျွန်တော်ကဒါလေးအကုန်လုံးစီရင်ပြုစုပြီးသွားတဲ့အကုန်လုံးကျွန်တော်ပို့ပြီးမှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်မနေ့ကမှအစားပြီးတော့မှကျွန်တော်ကောက်ခံတာပေါ့နော်ဆိုတော့24 hours အတွင်းမှာကိုပဲအဲသိန်း100ကျော်လောက်ကျွန်တော် ကလောစင်မှာစီးရင်းထဲမှာကျွန်တော်ဖြစ်လာပြီပေါ့လေဆိုထပ်ပြီးတော့လေကျွန်တော်နှစ်ရက်သုံးရက်လောက်ကျွန်တော်ထပ်ပြီးငွေစုလိုက်ပါအောင်မယ်မြတ်စစလေးဖြစ်သွားအောင်ပေါ့နော်ပြီးတော့မှပဲကျွန်တော်ကိုယ်တိုင်ကမလေးကိုသွားရင်လည်းသွားမယ်မသွားရင်လည်းမသွားဘူးအခြေအနေရပဲပေါ့နော်ကျွန်တော်ကိုယ်ရင်သွားပြီးတော့မှလေ့လာပြီးတော့မှဟိုဘက်မှာဘာလိုဝက်ချက်တွေရှိလဲဆိုတာလည်းကျွန်တော်သွားကြည့်ရင်လည်းကြည့်ကောင်းလည်းကြည့်ပါမယ်ခင်ဗျာဟုတ်ကဲ့ပါอืมကုလလောစင်မှာပေါ့နော်ကျွန်တော်တို့ကအဝေးမှာရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက်ကလည်းလမ်းမမီဘူးဖြစ်နေတယ်ဒါပေမဲ့ မြန်မာနိုင်ငံသားတွေကတနိုင်ငံတကာမှာရှိပါတယ်ဆိုတော့ဒီကိစ္စကိုကဖြေရှင်းပေးခြင်းတဲ့သူတွေလိုက်လံပြီးတော့မှတရားစီရင်ခြင်းတဲ့သူတွေအများကြီးရှိပါတယ်အကျွန်တော်ကြားတာတချို့လည်းလိုက်နေပြီးတော့ပြောပါတယ်ဗျာအာဒီဘက်ခေကြီးကတော်တော်ကြီးကိုလူတွေကတအားကြောက်ဖို့ကောင်းလာတယ်ဒီ multiple ခြင်းနဲ့ကျွန်တော်ကိုနိုင်ကွာလဲပတ်ဝန်းကျင်မှာကြုံတွေ့ကြားမြင်သိနေရအများကြီးရှိတယ်အဲ့တော့တအားကိုကြောက်ဖို့ကောင်းတဲ့ခေကြီးတခုရောက်လာတဲ့အချိန်မှာ ိုယ့်ရဲ့အိမ်တော်ဘက်ပေါ့နော်ကိုယ့်ရဲ့ဇနီးတွေကိုယ့်ရဲ့တာယောက်ကြားဖြစ်လာမဲ့သူဒီကားပေါ့နော်အဲတော်ယုံတန်ယုံလောက်နဲ့ယုံကြည်လို့မရတော့တဲ့ခေတ်ကိုရောက်သွားပြီဗျအဲအစပိုင်းလေးမှာကောင်းပြတာနေနေမယ်ဒါဘဝကြီးမှလို့မရဘူးကျွန်တော်ဆိုလို့ရှိရင် Facebook မှာဘယ်နိုင်ငံဖိလစ်ပိန်းလားမသိဘူးအဲ့လိုမျိုးလေကျွန်တော်တွေ့လိုက်တယ်ကောင်မလေးအရန်ချောတယ်ကောင်လေးလည်းတော်ချောပါတယ်သူတို့နှစ်ယောက်ကိုဒါဆိုရှယ်မီဒီယာပေါ်မှာပေါ့နော်လူတိုင်းလူတိုင်းကအရန်အားကြရအတွေ့ဖြစ်တယ် အောင်လေးရတယ်သူ propose လုပ်ထားတဲ့ဟာလေးဆိုလူလေးကအရင်အားချာအကောင်မလေးရတယ်ချော်ကောင်လေးရတယ်ချော်မိင်္ဂလာဆောင်ပြီးမကြော်လာပိုင်းမရှိသေးတယ်ကောင်လေးကကောင်မလေးကိုကြွေးထားတာဒီမှာဒီအမျိုးလုံးနေမှာလဲအညိုမဲတွေဆွဲပြီးတကယ်လက်ဝိတ်သမားနဲ့ရလက်ဝိတ်ထူထားတဲ့ဒါပွဲပြီးသွားတဲ့အချိန်မှာဒဏ်ရာရတဲ့ပုံစံမျိုးကြီးကောင်မလေးမှာဖြစ်နေတယ်ဆိုတော့ရှင်းပြလို့ရှင်များတည်လာဟိုဆိုရှယ်မီဒီယာပေါ်မှာပြနေတိုင်းလဲ အဆင်မဟုတ်ပါဘူးလူတွေကဆိုရှယ်မီဒီယာပေါ်မှာပြနေရဆိုတော့အဆင်ပြေမှုပဲပြတာအဆင်မပြေမှုအားလုံးကဖုံးထားတယ် dark side တွေကို ဖုံးထားတယ်သူတို့ကောင်းပါတယ်သူတို့တော်ပါတယ်သူတို့တက်ပါတယ်သူတို့ရဲ့ဒီအယံကိုအဲဒီတဘောကောင်းပါတယ်ကျင်လာပါတယ်ဆိုပြီးတော့ကိုယ်ပဲတင်ကြတာတကယ်သူတို့ရဲ့အစစ်ကိုဘယ်တော့မှမတင်ပါဘူးအဲ့တော့ဒါကတော့ကိုယ့်အကူအဲလိလာအောင်ပါခင်ဗျာဟုတ်ကဲ့ပါဗျာလူဆိုတာအနိုင်ကျင့်လို့ရလို့ရှင်ဆက်ကျင့်တယ်ဒီလား ိုမြေနဲ့ရလှန်ဆိုင်ဆိုတဲ့ပုံစံမျိုးပေါ့လေဆိုတော့အဲ့တော့မိမသားတွေကြီးပဲဆိုလို့ရှိရင်ပို့လို့တယ်အဲ့တော့သူနေပြီးတော့နေပြီးသူ့အနောက်မှာသူ့အကိုတွေတို့သူ့မောင်တွေတို့ရှိရဆိုလို့ရှိရင်ဟိုမှာတရားဖို့လုပ်မဲ့နေရာမှာ30ပို့လောက်ပဲလုပ်တော့မယ်သူတရားဖို့အပြစ်သူ့ရဲ့စိတ်ကိုသူမလုပ်ရဘောက်ဆိုတော့သူ့ပြန်လုပ်မယ်လေဟိုဘက်ကလည်းဆိုတော့အဲ့တော့ကြောက်တဲ့ခါဆိုတော့အဲ့လိုမျိုးရှိတယ်အဲ့တော့ပြန်နေဟိုပြစ်နေတာအဟန့်ရှိဖို့လို့ပြောတာ ဘယ်သူမှတော့ဟိုယုံလို့ရတဲ့ခက်တော့မဟုတ်တော့ပါဘူးဗျာ။ရှင်းပြရရင်တော့ယောက်ျားတော်လည်းကောင်းမိန်းမတော်လည်းကောင်းပေါ့နော်။ပို့ပါပဲ။ဟိုအနည်းတစ်ဖက်ဆောင်းနေပြောလို့တော့မရဘူးဆိုတော့လူလို့ပဲပဲပြောလိုက်ပါတော့မယ်ပေါ့နော်။ဆိုတော့လူကောင်းရှားပါတာပါအဓိက။အာယောက်ျားမိန်းမတော်နှစ်ယောက်လုံးပါ။ယောက်ျားကောင်းမိန်းမကောင်းကိုရှားပါပြီဗျာ။ကျွန်တော်ကကနေပြီးတော့မှလိုက်ကူညီပေးရလေ။ကျွန်တော်ရဲ့အချိန်ညောင်ကုန်သေးရဲ့။ ကျွန်တော်ကစာရီးရေးရတယ်ကျွန်တော်လိုက်ပြီးကာဝယ်ပေးရတယ်ဆိုတော့ပြင်ပြရကျွန်တော်ကဒါကျွန်တော်ရဲ့ဒါ profile ကိုကျွန်တော်ကဒါ invest လုပ်ရရတာကျေပြပါဂျင်နေဆိုတာပါဂျင်နေပါလို့ရတာမဟုတ်တာနောက်တစ်ခုကကျွန်တော် attention လို့နာမည်ကြီးချင်လို့ဆိုတော့ကျွန်တော်နာမည်ကြီးပြီးသားလေကျွန်တော်ရဲ့ဒါကြော်ညာတွေနောက်လူတိုင်းတွေ့တယ်ကျွန်တော်ဆိုဘလိုရိုက်တယ်ဘာလဲအားလုံးသိနေတာပဲဆိုတော့ဟို brighter ကိုထုံးမင်းသိပါပါအားလုံးပဲเนาะနာမည်ကြီးရေလေး ဆိုတော့ကိုထုံးမေမကြည့်ကြည့်လို့ရကျွန်တော်ကြောင်းသူနာမည်မကြည့်ခင်ကလေးကသူနဲ့ကျွန်တော်နဲ့ပေါင်းပြီးတော့မှအလူပေါင်းများစွာလုပ်ခဲ့တယ်နော်ကျွန်တော်တို့ဒါလူသိအောင်လည်းလုပ်တယ်လူမသိအောင်လည်းကျွန်တော်လုပ်တယ်ကျွန်တော်ကဒီနေ့ပြရရောက်ကတခုမှာပေါ့နော်ကျွန်တော်အင်ဂျီ30ပြားသိလားဒီညအိတ်လို့တော့မရအောင်အော်ခေါင်းမိုးတွေလည်းပေါ့ပြီသူများအိမ်ရနောက်ဖေးမှာတော့အိမ်နေရမိသားစု30ပေါ့ကျွန်တော်မကြည့်ရလို့ဆိုပြီးတော့မှကျွန်တော်ကိုယ်တိုင် သွတ်တွေသစ်တွေလိုက်ဝယ်ကိုထုံးမင်းနဲ့ကျွန်တော်လည်းပေါင်းပြီးတော့မှအဲ့နေရာကိုသွားပြီးကျွန်တော်တို့အကုန်ပြင်ဆောက်ပေးခဲ့တာဘူးမှမသိဘူးရှင်းပြတာကွာတကယ်အဲ့လိုလေနေပြီးပြောရရင်တော့ attention ယူတာမဟုတ်ဘူးကျွန်တော်လုတ်ပေးခဲ့နေတာလုတ်နေတာလုတ်နေတာတွေလုတ်ပေးခဲ့တာတွေရောပါတိတာတွေရောမတိတာတွေအများကြီးကျွန်တော်မှာရှိတယ်သူတို့ကိုလည်းကျွန်တော်ကပြန်မေးချင်တာကသူတို့ဘဝမှာကသူတို့ဘသူ့ကိုဘလောက်လှူဘူးလဲနောက်ပြီးတော့ဘဲလူသားအရေးตายีนายี နော်ကိုယ့်ကိုယ်ကိုပြန်မေးလိုက်ငါဘယ်သူစီမှာဘလို့ပါဝင်ခဲ့ဘူးတလဲဘယ်နေရာကနေပါဝင်ခဲ့ဘူးတလဲလို့ကိုယ့်ကိုယ်ကိုပဲမေးမေးပြီးတော့မှကျွန်တော်ဝေဖန်ပါလို့ကျွန်တော်အားလေးပဲပြောချင်ပါတယ်ဒီပြီးလူချင်းတဲ့သူတွေကပေါ့နော်ကျွန်တော်ရဲ့ဒါ Facebook account လေးကိုတခြားလောက်ပြပေးလဲပါခင်ဗျာ follower တစ်သိန်းကျော်ရှိပါတယ်အတူတူရလည်းရှိလို့လေနော်ကောင်းမှမှာလဲကျွန်တော်ခြားပေးထားရတယ်ကျွန်တော်ကိုဒါလှူလို့ရတဲ့ KP နံပါတ်ကလေးပါကျွန်တော်ပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ